ဟုတ်ကဲ့ပါအဲ့ဆိုကျွန်တော်နောက်ထပ်တစ်ခုဒီစိတ်ဝင်စားတယ်တခုမေးရင်ပါဟုတ်ကဲ့ပါဆရာဟိုပါဘောနော်ဒီကျွန်တော်တို့ဒီတွေးကြည့်စီယိုဝေနာရှင်နေရပါတော့တကယ်လို့ control မမိခဲ့ဘူးဆိုရင်နောက်ဆက်တွဲယောဂါတွေဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီတွေးကြည့်စီယိုဝိနာရှိတဲ့သူတယောက်ကပေါ့နော်ဟုတ်ကဲ့သူနောက်ဆက်တွဲအနေနဲ့ဒီသွေးတိုးလိုနှလုံးလိုအဲ့လိုယောဂါတွေပါတွဲပြီးရှိသွားမယ်ဆိုရင်ပေါ့နော်အဲ့မျိုးဆိုရင်ကြတော့သူကဒီအစားအသောက်ကိုဟိုဘယ်လောက်ထိဘယ်လိုပုံစံမျိုး စားတော့တင်တယ်လေစင်ကျင်တင်တယ်လေပေါ့နော်အားလေးတစ်ချက်ရှင်းပြပြပါ ဟုတ်ကဲ့ပါဆရာအခုပြောမယ်ဆိုတော့ဆရာများသောအားဖြင့်ပေါ့နော်ဒီသွေးချိုစီးချိုတွေရှိလာပြီဆိုတော့တို့တွေကလည်းဒါနောက်ဆက်တွဲတွေ hypertension လို့ခေါ်တဲ့သွေးတူကလည်းလိုက်လာတာပဲနောက်တစ်ခါကျတော့ဒီနှလုံးရောဂါတွေကပေါ့ဥပမာဆိုရှင် ischemic heart လောက်မဖြစ်ရင်တော့မဆရာအ ਨੇ ဆုံး cholesterol တွေကတက်တာပေါ့နော်ဒါကြောင့်မို့တို့တွေကိုဆိုလို့ရှိရင်ကျမတို့တွေကအစာကျွေးတဲ့အခါမှာဆိုလို့ရှိရင်ဒီ cholesterol တွေမတက်အောင်ပေါ့နော်တက်တဲ့လူနာတွေမှာဆိုလို့ရှိရင်လည်းဒါ control ရအောင်ပေါ့ဒီလိုပဲ hypertension အတွက်ဆိုလို့ရှိရင်လည်းသွေးမတိုးအောင်ပေါ့နော်ဒါလေးကတော့အကုန်လုံးကတော့ဆက်ဆက်နေတဲ့အတွက်ကြောင့်မို့ ားတဲ့နေရာမှာတော့ဒါအာဘောနော်အကုန်လုံးကတော့ဒါ control လုပ်ပြီးတော့မှစားရတာပဲပေါ့ဆရာအဲ့တော့ပထမဆုံးကတော့စားတတ်ပေါ့ဆရာအဲ့တော့ဥပမာဆိုရှင်ဒီတွေးတိုးတာအတွက်ကိုလေထင်းချန်တဲ့အတွက်ကြောင့်မို့ဒီတွေးတွေးတိုးစီချိုလေးရှိနေပြီဆိုလို့ရှင်တော့စားတတ်ကိုတော့ဒီလက်ဖိတ်ဇွန်လေးနဲ့ပေါ့ဆရာတနေကုန်လုံးအတွက်ဆိုရင်သူတို့ဒါဒဇွန်ပဲပြပါတယ်ဆရာအဲ့ထက်ကမှတဖြည်းဖြည်းဒဇွန်တက်ပူလျှော့လာနိုင်ပြီဆိုဇွန်တော့ဝက် ါဆရာဒါတနေ့ဝင်လုံးချက်ဖို့အတွက်ပေါ့နော်ဒါကြောင့်မို့ဥပမာဆိုရင်သူကသုံးနှလုံးစားရတဲ့အခါမှာဒီစားတက်ကိုအများဆုံးရှော့ရတာဖြစ်တဲ့အတွက်ကြောင့်သူကဆက်ဆန့်ချက်မှဆိုလဲရုတ်တက်လေအရင်ပိန်ကျသွားပါတယ်ဘာလို့လဲဆိုစားတက်ကိုရှော့လိုက်တာပေါ့အမောင်တနေ့ဝင်လုံးအတွက်လက်ပိစုံတစ်စုံပဲသုံးပါပြီးရနေပြီးတော့မှတစ်ဆင့်ပေါ့နော်သူတို့ချက်ချင်းပေါ့ဒီစားကြတော့ဒီလိုလက်ပိစုံတစ်စုံမှဆို6 gram ပါတာပေါ့နော်6 gram ဆိုရင်သူကဘယ်လောက်လဲဆိုဆိုရီယန်က2400 mg ပါပါတယ်ဆရာအဲ့လောက် mg ကိုတော့ပထမအဆုံးကျွေးရတာပေါ့မဟုတ်ဘူးချက်ချင်းကြီးပဲ ဲ့ကျွန်တော်တို့လိုချင်တဲ့သုံးပုံတစ်ပုံလို့တဝက်တို့ဆိုတာတော့ဒါမဖြစ်နိုင်ဘူးပေါ့နော်။ဒါလူနာလည်းမစားနိုင်ဘူး။အဲ့တော့ပထမအဆုံးအနေနဲ့ကတော့စားအောင်လို့ဒီပိတ်စုံတစုံပဲပေါ့။အဲ့တော့ဒါကိုတော့သုံးနှလုံးညကြည့်ရတာ။ဥပမာ breakfast ရော lunch ရော dinner ရော lunch မှာဆိုလို့ရှိရင်လည်းအရွက်ကျော်ထဲမှာရောနောက်ပြီးတော့မှဟင်းထဲမှာရောဟင်းကြုံကြီးထဲမှာရောဆိုတော့ဒါနည်းနည်းလေးတော့တော်တော်လေးပေါ့သွားပါတယ်ဆရာ။အဲ့လိုမျိုးလေးပေါ့နော်။အဲ့တော့စားတက်ကိုလည်းဥမာလူတွေကဒါပြီးတော့မှတော်ပြီးတော့ထိမ့်သိမ့်လိုက်တာပေါ့။သူ short ခိုင်းလိုက်တာပေါ့နော်။ဒါကြောင့်မို့ဒါလေးကြီးဟင်းချက်တဲ့နေရာမှာလည်းစားတက် က်ကိုလျှော့လိုက်တယ်ငပိငချောက်တို့လိုမျိုးကတော့တို့ရှောင်းတယ်ဘာလို့လဲဆိုရှင်ဥမာသွေးတိုးရှိလာပြီဆိုရင်ကျွန်တော်မြန်မာလူမျိုးကသိတယ်ပေါ့နော်ငပိရှောင်းမယ်နောက်ပြီးငချောက်ရှောင်းမယ်ပြီးတော့ငပိရေချူရှောင်းမယ်ဆိုတော့ဒါကတော့တော်တော်များများနားလေအဲ့တော့တခုရှိတာကအခု hidden ပေါ့နော် hidden ဖြစ်နေတဲ့ဥစားဥပမာဆိုထားလိုက်အဲဒါပါတော့ဥပမာဆိုလို့ရှိရင်ဒီလိုမျိုးပေါ့တနတ်တယ်လေဥမာဆိုတည့်တည်တနတ်တို့လိုမျိုးနော်နောက်ပြီးတော့မှဆိုလို့ရှိရင်ဟောစားပြီးဘာတနတ်ညာတနတ်ရှိတယ်မှမြန်မာလူမျိုးတွေအများဆုံးစားတာလေပန်းပွင့်တနတ်တို့အဲအဲ့လိုနောက်တစ်ခါကျချင်း င်ဖတ်တူနည်းအဲ့လိုမျိုးမှကြတော့သူအမှန်တော့အဲ့ဒါစားတွေထည့်ရတယ်ဒါပေမဲ့အဲ့ဒါတွေက hidden ပေါ့မသိဘူးပေါ့နော်မသိရခါကျတော့အဲ့ဒါတွေကစားနိုင်တယ်စားဖြစ်ကြတယ်ပေါ့အဲ့ဒါလေးတွေလည်းရှောင်သေးခြင်းနဲ့နောက်တစ်ခါတော့အခုခေတ်မှာပေါ်လာတဲ့ process food တွေပေါ့နော်ပြောမယ်ဆိုရင်အနောက်တိုင်းစားစားတွေဖြစ်တဲ့ဥပမာ burger တို့လိုမျိုး pizza တို့လိုမျိုးနော်အဲ့လိုလိုမျိုးပါဆိုလို့ရှိရင်လည်းဒါ sodium တွေကအများကြီးပါတာပဲအဲ့ဒါလိုမျိုးတွေဆိုလို့ရှိရင်လည်းဒါ hidden ဖြစ်နေတာပေါ့တုံနဲ့ဟိုတိတိတတိုင်မဟုတ်ပါငပိငချောက်ဆိုတိတာလေလူတိုင်းကလည်းနားလေတယ်ပေါ့နော်အဲ့လိုမျိုး ဘာကတော့ပြီးစားလို့လို့ဆိုလို့ရှင်လဲဒါ short တဲ့နော်ဒီလိုမျိုးလေးတွေပေါ့ဒါလေးတွေတော့ဒူနာလေးကတော့ဒီတွေးတိုးရှိလာပြီဆိုဒါ short အောင်အဲ့လိုပဲ cholesterol မများဖို့အတွက်ဆိုရှင်ပထမအစားပြောတဲ့အစားအနှစ်တွေပေါ့နော်ဥပမာ heme အနှစ်တွေထဲမှာဆိုရှင်လဲဒါ cholesterol တွေရာတွေများနိုင်တာပဲဒါမျိုးလေးတွေဆိုရှင် short စားတာမျိုးပေါ့နော်နောက်အကြော်တွေထဲမှာဆိုလို့ရှင်လဲဒါ short စားတယ်ဆိုရှင်သိရတယ်သူလည်းလိုပဲ hidden ဖြစ်နေတဲ့ဥပမာဆိုလို့ရှင်အစီတွေပေါ့ဒါပြေဝစီတွေများတာဥပမာဆိုရှင်ပြောမယ်ဆိုစရာ cookie တို့လိုမျိုးလေး biscuit တွေ ဲမှာဆိုရှယ် cookie လိုမျိုးဆိုဒါ transfer တရားအများကြီးပါတာပေါ့နော်အဲ့လိုမျိုးကြီးဆိုလို့ရှင်လည်းဒါလူနေအတွက်မသိနိုင်ဘူးပေါ့ဒါကြောင့်မို့သူတို့ကြီးဆိုရှယ်လည်း cookie တွေအများကြီးမစားဖို့နော်နောက် biscuit တွေဆိုရှယ်အများကြီးမစားဖို့ဆိုရှင်ဒါလေးတွေနားလည်အောင်ပြောပြရတာပေါ့နောက်ဆုံးတစ်ခုကတော့ပြောမယ်ဆိုလို့ရှင်တော့ခောက်ဆွဲထုတ်ပေါ့နော်ဒီ instant noodle လို့ခေါ်တဲ့ခောက်ဆွဲထုတ်ပြရတော့ဒါမြေသူမဆိုးပေါ့အလွယ်စားကြတာပေါ့နော်ညာပိုက်စားတယ်ဒါဆိုရှင်စီချိုသမားတွေကလည်းညစားတော့မစားဘူးပေါ့ဒါပေမဲ့ညရှင်းလာတော့ကျတော့ဘလို့မှမနေနိုင်တော့ဘိုက်ပြန်လဲအရန်စားတာမျိုး ဆိုရှင်ဥပမာ royal regulate ဒီ instant noodle တွေစားလိုက်တယ်ဆိုရှင်ဒါဆူရီယန်ရဲ့လည်းအများကြီးပါသွားတာပဲပေါ့နော်ဒါကြောင့်မို့ဒီလိုလူတွေမှာတော့ဒီခောက်ဆွဲထုတ်တွေစားတာမျိုးဆိုတော့ဒါအမှားလို့ရဒါကန့်တက်ရတာ ပေါ့နော်ဒါကြောင့်မို့အလွန်ဆုံးစားတယ်ဆိုရင်ခောက်ဆွဲထုတ်လို့မျိုးဆိုရှင်တစ်ပတ်မှာတက်လို့စားပေါ့ဆယ်ရက်မှာတစ်ခါပေါ့အလောက်လောက်ပဲစားတယ်ဆိုတော့ကိစ္စမရှိဘူးပေါ့ဒါကြောင့်မို့ဥမာဆိုရှင်ဒီသွေးတိုးယောဂပဲဆက်နေတာပဲဖြစ်ဖြစ်နောက်ပြီးတော့မှကိုလက်စထရောကြီးပဲတက်တာပဲဖြစ်ဖြစ်နှလုံးယောဂဥတီသွားတဲ့သူတွေကတော့ဒါအစားယူတော့တော်တော်များများဆင်ရှင်ဖို့တော့အရေးကြီးတာပေါ့နော်ဒါကြောင့်မို့သူတို့တို့လူတွေအတွက်ကတော့ပြောမယ်ဆိုလို့ရှင်တော့ဒါ instantly ready made အစားအစာတွေကိုစားမယ်အစားကိုယ့်ကိုယ်ပဲ organic ဖြစ်တဲ့နော်ကိုယ့်ကိုယ်ပဲ local made တွေပေါ့နော် home မိတ်တည်ပေါ့ဒီလိုမျိုးပဲကိုယ့်ကကိုယ်ပဲဟင်းချက်စားတာမျိုးပေါ့နောက်ဆုံးကမုံဖတ်တုပ်စားတဲ့ထားလိုက်နော်မုံဖတ်ကတော့အရင်ကတော့ဒါပေါ့ဥမာဆိုရှယ်ဖော်မူလင်းပါတာမျိုးလိုနည်းနည်းလေးအတန်နေပြတ်တယ်အခုနောက်ပိုင်းမှာတော့တီချာလေးပြန်ပြီးတော့မှလိလာလိုက်တဲ့အခါမှာတော့တော်တော်များများတော့ယော့သွားပါတယ်ဒါကြောင့်မို့ဥမာဆိုရှယ်မုံဖတ်တုပ်စားတာမျိုးလိုညက်ခေါက်ဆွဲလေးတုပ်စားတာမျိုးဆိုတာအမြင်ကင်းတယ်လို့လည်းပြောလို့ရပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့နော်